ားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ဇလန်းလေးအစမှာတော့ကလိုဝီလို့ခေါ်တဲ့ကောင်းလေးကြောင်တုံးလေးကသူမရဲ့အမေဖြစ်သူ Irene နဲ့ပုံပြောနေရဖြစ်ပြီး Glory အဖေရဲ့မွေးနေ့ပွဲမလုပ်ဖြစ်တော့ကြောင်းနဲ့ Glory က New York လေးစိတ်မှာရောက်နေရဖြစ်လို့အဖေနဲ့တွေ့လိုက်မယ်ဆိုတဲ့အကြောင်းပြောနေကြတဲ့အစာပြုထားပါတယ်အဲဒီချိန်သတင်းထောက်ကင်မရွန်ကခရီးရန်ဘာသာကိုတပ်ဝင်ကြုံကြည့်တဲ့အမျိုးသမီးတစ်ယောက်နဲ့တွေ့နေပြီး သူမကဖျားသခင်ကိုယုံကြည်ဖို့အကြောင်းကိုပြောနေရကြောင်းဂလိုဘီကရောက်လာပြီးဖျားသခင်ကဘာလို့စိတ်ကောင်းရှိရတဲ့အပြစ်မရှိတဲ့သူတွေကိုပဲအပြစ်ပေးနေရလဲလို့မေးလိုက်တော့မှအဲ့ဒီအမျိုးသမီးလဲခတ်သွားပါအောင်တယ်ကင်မရွန်ကဂလိုဘီကိုကျေးဇူးတင်ကြောင်းပြောတော့သူမအမေလဲဘာသာရေးကိုအစွန်းရောက်ယုံကြည်တဲ့သူတစ်ယောက်ပဲလို့ပြောပြပါ යි ဂလိုဘီအဖေဖြစ်သူကတော့လေရင်မှုတစ်ယောက်ဖြစ်ပြီး repo လို့ခေါ်ပါ යි repo ကသူ့ရဲ့လက်ထက်လက်စွပ်ကိုချွတ်လိုက်ပြီးလေရင်မဲ့ဟက်တီနဲ့တွေ့ပါ යි ရေဘိုကကလိုဗီကိုမြင်လိုက်တော့ဖက်လိုက်ပေမဲ့ရေဘိုတို့တယောက်ပြောင်းမျိုးနေကြပြီးရင်းနှီးဟန်ရှိနေရကိုကလိုဗီကတော့သဘောမကျပါဘူး။သူမရဲ့မိဘနှစ်ပါအိမ်တော်ရဲ့အစင်မပြေတဲ့အကြောင်းကိုပြောတော့ရေဘိုကသူတို့လက်ထက်ခဲတဲ့အချိန်တုန်းကတအားငယ်ရွယ်တာကြောင့်လူရီကပြောင်းလဲသွားနိုင်တယ်လို့အခုလဲကလိုဗီအမေကဘာသာရေးကိုအစွန်းရောက်ယုံကြည်သူဖြစ်လာတာကြောင့်အတူတူအစင်ပြောင်းနေဖို့ကခက်ခဲလာတယ်လို့ရှင်းပြပါ යි ။ရီဘိုပြောနေချင်းကလိုဘီကသူမအဖေလက်မှာလက်ထက်လက်စွပ်မဝိထားတာကိုသတိထားမိသွားပါ යි ။ ကလိုဗီကရေဖို့တရားဝင်းနေဖြစ်တာတော့အလုတ်ကိုလာတာကဟတ်တီနဲ့တွေးဖို့ဆိုတာကိုရှိတ်မိလိုက်ပါတယ်။ရေဖို့ကတော့ကလိုဗီကို သူ့ရဲ့ကားတော်ပေးပြီးထွက်သွားပါတယ်။နောက်တော့ကလိုဗီလည်းကင်မရွန်နဲ့အတူကော်ဖီတောက်ပြီးစကားပြောနေအောင်ဝင်းနေတယောက်ကသူ့မအဖေကိုပေးရမယ့်လန်ဒန်ကိုသွားမယ့်လက်မှတ်နှစ်ဆောင်လာပေးပါတယ်။ဒါကိုကြည့်ပြီးကလိုဗီအဖေကဒီနေ့အလုတ်ကိုတမင်လာရဲဆိုတာသိလိုက်ရပါတယ်။ကလိုဗီလည်းစိတ်ပြတ်သွားပြီး ကမ်ရွန်ကိုသူမအစာလက်မှတ်ကိုပေးပေးပို့အကူအညီတောင်းလိုက်ပါတယ်။ကမ်ရွန်ကလင်းရင်ပေါ်တက်သွားတဲ့အချိန်ရီဘုတ်ကိုလက်မှတ်နှစ်စောင်ပေးလိုက်ပြီးကလိုရီကတော့သူမအဖေရဲ့ကားစီသွားတော့ကားပေါ်မှာလက်ထက်လက်စွပ်ကိုချွတ်ခဲ့ရတွေ့လိုက်ပါတယ်။ဒါနဲ့အိမ်ကိုပြန်လာတော့သူမအမိကိုလေးစိတ်မှဖြစ်ခဲ့တဲ့အကြောင်းတွေပြောပြရင်းနဲ့နှစ်ယောက်သားစကားများကြပြီးကလိုရီလည်းအပြင်ကိုထွက်လာပါတယ်။ မောင်လေးဖြစ်သူရေမီကိုခေါ်ပြီးကောင်းတိုင်းတစ်ခုကိုထွက်လာကြရင်ရေမီကသူတို့မိဘတွေနဲ့ပတ်သက်ပြီးစိတ်ပူကြံပြောတော့ကလိုဝီကအစိတ်ပူကြံမလိုပါဘူးဆိုပြီးရေမီကိုဖက်လိုက်ပိုက်ယုဒီယက်ဆိုသလိုရေမီကပျောက်သွားပြီးအင်ကြီးတွေသာတန်းခဲ့ပိုက်ပဝင်းကျင်မှာလည်းလူတွေကပျောက်သွားကြပြီးသူစန်းနာကအင်ကြီးတွေတော့အကျန်နေခဲ့ပိုက်အဲဒီချိန်ကားတစ်စီးကလည်းကောင်းတိုင်းထဲကိုဝင်လာပြီးကလိုဝီကကြည့်လိုက်တော့ခီးတဲ့ထိုင်ကောင်ကလူသိနေရကိုတွေ့လိုက်ရပိုက်အပြင်မှာလည်းကားတွေကပိတ်မိနေပြီး အကုန်လုံးကအုံအောင်တောင်းနေတွေဖြစ်ကုန်ပါတယ်။လေရင်ပေါ်မှာတော့ရေဘုတ်ကအနောက်ထဲကိုသွားပြီးဟတ်တီကိုလက်မှတ်နှဆောင်ပြီးနေတဲ့အချိန်ရုတ်တရက်လေရင်ကခါလာပြီးလေရင်ပေါ်ကတချို့ခီးတွေတွေလည်းပျောက်သွားပါတယ်။ဒါနဲ့ရေဘုတ်လည်းလေရင်မောင်းတဲ့အခန်းထဲပြန်သွားတော့သူ့ရဲ့ draft ဖက်လေရင်မှုကိုမတွေ့တော့ဘဲလေရင်ကိုအမြန်ဝင်ထိန်းချုပ်လိုက်ရပါတယ်။ကင်မရွန်ကတော့လူတွေထိတ်လန့်နေရာတွေကိုရိုက်ကူးနေပြီးလူတွေကလေရင်မှုနဲ့တွေ့မယ်လို့လုပ်နေပါတယ်။ ကင်မရွန်ကဝင်ကူညီပြီးစိတ်ထိန်ကြဖို့ပြောပေမဲ့ရေးဖို့လဲအောက်ဆီဂျင်ရှူဖို့ချပေးလိုက်ပြီးလေမဝသလိုဖြစ်တော့မှခီးတဲ့တွေကထိုင်ကုန်ကိုပြန်သွားကြပြီးအောက်ဆီဂျင်ကိုရှူကြပါရေဖို့ကရေဒီယိုနဲ့ဆက်သွယ်ဖို့လောက်တာလည်းမရတာနဲ့ခီးတဲ့ရေစီထွက်လာပြီးကို့နေရာမှာပဲထိုင်ကြဖို့နေ စိတ်လှုပ်ရှားပြီးလန့်နေရကကောင်းတဲ့အရာမဟုတ်ပဲဘာဖြစ်နေရလဲဆိုတာကိုသိနိုင်မဲ့အချိန်အထိကိုတည်တည်ငြိမ်ငြိမ်နဲ့နေပေးကြဖို့ပြောပါ යි ။ဟတ်တီကသူမရဲ့လှုပ်ဖို့အကင်ဖက်လင်းရင်မဲတယောက်လဲပျောက်သွားလို့ထိတ်လန့်နေပြီးရေဖို့စီသွားပါ යි ။ကင်မရွန်ကတော့ခီးတယ်ရီကိုအင်တာဗျူးမေးပြီးရိုက်ကူးရေးလိုက်လုပ်နေပါ යි ။ဘသူကမှလူတွေပျောက်သွားတာကိုတိတိကျကျမသိလိုက်ကြပါဘူး။အမျိုးသမီးတယောက်ကဒါတကယ်ဖြစ်နေရမဟုတ်ဘူးဆိုပြီးထပြောတော့ကင်မရွန်ကသူမကိုအိတ်လိုက်ဖို့ပြောပါ යි အမျိုးသားတယောက်ကလည်းဖျားရှိကိုပြီးဆူတောင်းကြမယ်လို့ပြောတော့ နောက်တစ်ယောက်ကကိုကိုွယ်ရဲ့ဘာသာမမတူရာအတူတူဖျားရှိခိုးဖို့ကမဖြစ်နိုင်ဘူးဆိုပြီးညင်းနေကြပါ යි ရေဘိုကတော့နယူးယောက်ကိုပဲပြန်သွားဖို့လုပ်ပါ යි အဲဒီချိန်ဂလိုဘီကကုန်တိုက်တွေကနေထွက်လာနိုင်ခဲ့ပြီးလေငယ်တစ်စင်းကအနီးမှာပြတ်ကျသွားကသူမအဖေရဲ့ကားလည်းမီးလောင်သွားပါ යි ဒါနဲ့လမ်းလျှောက်ပြီးပဲပြန်လာချိန်ဆိုင်ကယ်နဲ့လူနှစ်ယောက်ကသူမလွှဲထားတဲ့ရီမီရဲ့အိတ်ကိုလွတ်ယူသွားကြပါ යි အဲဒီချိန်မှာတောင်းကားတစည်းကလည်းတရားပေါ်ကနေပြုတ်ကျသွားတာကြောင့်ကလိုဝီလည်းကုညီဖို့အသွာကားပေါ်မှာဘသူမှမရှိတာကိုတွေ့လိုက်ရပါတယ်။သိမ့်မကြခင်မှာပဲကလိုရီကမျိုးရဲပြန်ရောက်လာပြီးအင်ကိုဖုန်းဆက်လိုက်ပေမဲ့ဘသူမှဖုန်းမကင်ပါဘူး။နေရာတိုင်းမှာမတော်တဆမှုတွေဖြစ်နေပြီးကလိုရီကရေမီများဖြစ်နေမလားဆိုပြီးပြေးကြည့်ဖို့လုပ်တော့ရဲကတားထားလိုက်ပါတယ်။နောက်တော့လက်ဝဲယတနာဆိုင်တဲကနေဓမြတယောက်ကထွက်လာပြီးကလိုရီကိုတနက်နေ့ချိန်ထားတာကြောင့်ကလိုရီလည်းထွက်ပြေးလာခဲ့ပါတယ်။ ူမကတီဗီကနေတနိုင်ငံလုံးမှာလူတွေပျောက်ဆုံးနေရကိုသိလိုက်ရပြီးဈေးရုံမှာလည်းလူတွေနဲ့ပြင်နေပါ යි ကလိုဗီလည်းရှေ့ကနေဝင်လို့မရတာကြောင့်နောက်ဘက်ကိုသွားပြီးတကားကိုဖျက်ပြီးဝင်လာပါ යි အထက်ရောက်တော့မွေးကင်းစားကလေးလေးတွေပျောက်နေရကိုသတိထားမိသွားပါ යි အမျိုးသမီးတယောက်ကရောက်လာပြီးအမေရိကန်မှာဒီမကပဲတခြားနိုင်ငံတွေမှာပါအခုလိုကလေးရယ်တွေကပျောက်ဆုံးနေရဆိုပြီးပြောပြပါတယ်။တစ်ဖက်မှာတော့ရေဘိုကသူတို့လင်ရင်လမ်းကြောင်းနဲ့တက်တဲ့မှာနောက်ထပ်လင်ရင်တစ်စင်းကိုတွေ့လို့လှမ်းဆက်သွဲပေမဲ့အဲဒီလင်ရင်ပေါ်မှာကလင်ရင်မိုးနှစ်ယောက်လုံးပျောက်သွားတာဖြစ်ပါတယ်။ဒါနဲ့ရေဘိုလည်းလင်ရင်ကိုရှောင်နိုင်ဖို့အတွက် လင်းရင်ကိုကိုအနေငယ်ဆောင်းလိုက်တဲ့အခါတောင်ပန်နဲ့တော့တိုက်မိသွားခဲ့ပါ යි နောက်တော့ခီးတဲ့တယောက်ကဟတ်တီကိုခေါ်ပြီးတောင်ပန်ကိုပြတော့ဓာတ်ပုံရိုက်လိုက်ပြီးရေဖို့ကိုသွားပြန်ပြပါ යි တောင်ပန်ရဲ့ပုံစံအနေထားကအောက်ကိုစဉ်သက်ဖို့ခက်မဲ့အခြေအနေဖြစ်ပါ යි ဒါနဲ့ကင်မရွန်ကိုအခုညီတောင်းပြီးတောင်ပန်ကိုသွားကြည့်ခိုင်းတော့ကင်မရွန်လည်းသွားကြည့်ပြီးအဲ့ဒီချိန်အမျိုးသမီးတယောက်ကလည်းအထိတ်တလန့်နဲ့သူမကလေးပျောက်သွားတဲ့နေရာနာကိုပြန်သွားခြင်းနဲ့ဆိုပြီးလာပြောပါ යි ။လင်းတောင်ပန်ကတော့မိစဆွဲနေပြီးလူရီကလည်းပိုချောက်ချားလာကြတာကြောင့် ဟတ်တီနဲ့ကင်မရွန်ကခီးသည်တွေကိုတီတီငင်ငင်နေကြပုံနဲ့အခြေအနေတွေကိုပူဆိုးသွားအောင်မလုပ်ဖို့ပြောပါယ်ရေဖို့ကိုဒီကြောင်ပြောပြတဲ့အခါသူလဲဘာမှမတတ်နိုင်ကြောင်းနဲ့လင်းရင်စီမကုန်ခင်နယူးယောက်ကိုရှောက်အောင်ပြန်တန်းရမယ်လို့ပြောပါယ်ကန်ကောင်းနာကမိကတော့ငြိမ်းသွားပြီမိတ်လင်းရင်ကတော့သူတို့မှန်းထားတာတက်ပူဆိုးပြီးစိတ်မဲ့အခြေအနေဖြစ်နေပါယ်ကလိုဗီကအင်ကိုပြန်လာတော့ရေချိုးစလုံးထဲမှာသူမအမေရဲ့ဆွဲကျွေးကိုသာတွေ့ပြီး အန်ရင်ကိုတော့ရှာမတွေ့ပါဘူး။အန်ရင်ရဲ့တန်းစာအုပ်ကိုတွေ့ရောအစိတ်တို့ပြီးအပြင်ကိုပြစ်ထုတ်လိုက်ပိုက်။ဒါနဲ့ဖះเจ้าအသွားတော့တင်းအောင်ဆရာနဲ့တွေ့ပြီးဒါဟာရှီဆောင်ချင်းဖြစ်ပြီးပျောက်သွားတဲ့သူတွေကအကောင်းကင်ဘုံကိုရောက်သွားတာဖြစ်ကြောင်းရှင်းပြပါ යි ။ဖះသခင်ကကလေးတွေနဲ့သူ့ကိုတပ်ဝင်ယုံကြည်သူတွေကိုခေါ်သွားတာလို့ပြောပါ යි ။ကလိုဘီကတော့မယုံကြည်နိုင်ပဲပို့ပြီးသားစိတ်တူလာပါ යි ။လင်းရင်ပေါ်မှာတော့ရေဖို့ကသူ့တွဲဖက်လင်းရင်မှုရဲ့ခုံပေါ်ကိုကြည့်လိုက်တော့လက်ပတ်နာရီပေါ်ကကျန်းစာရဲ့စားပိုက်ဖြစ်တဲ့ ဂျွန်3ရှိုး16ကိုတွေ့လိုက်ပါဒါနဲ့သူ့ရဲ့တွဲဖက်လေးရင်မှုကလည်းဘာသာရေးလိုက်စားသူဆိုတာကိုသိလိုက်ရပါတယ်ဟတ်ဒီရဲ့လှုပ်ဖို့ဂိုင်းဖက်လေးရင်မဲစီမှာလည်း တမကျန်းစာနဲ့ပသက်တာကိုရှာတွေ့သွားတော့ဒါဟာချီဆောင်ခြင်းပဲလို့ကောက်ချက်ချလိုက်ကြပါ යි ရေဖူးရဲ့အမျိုးသမီးအိုင်ရစ်ကဒါရီဖြစ်မှာကိုသိနေပြီးသားလို့ဟတ်တီကိုပြောပြပါ යි ဟတ်တီကတော့မဖြစ်နိုင်ဘူးလို့ပြောကထွက်သွားပါ යි အဲ့ချိန်ခီးတဲ့ရီကအမျိုးသမီးတယောက်ကဘာရီဖြစ်နေရလဲသူမရဲ့ကလေးကရောဘယ်မှာလဲဆိုပြီးတနက်နေ့ချိန်ထားကချိန်ချောက်ပါ යි နောက်ထပ်ခီးတဲ့တယောက်ကတော့ဒါဟာချီဆောင်ခြင်းဖြစ်နိုင်ပြီးပျောက်သွားတဲ့သူတွေကကောင်းရင်ပုံကိုရောက်သွားတာဖြစ်မယ်လို့ပြောပါ යි တနက်နေ့ချိန်တိုင်းအမျိုးသမီးကတော့"သူမရဲ့ကလေးမရှိပဲမနေနိုင်ဘူး"လို့ပြောတော့ကင်မရွန်က"သူမရဲ့အမိအကြောင်းပြောပြရင်းနဲ့သူမလက်ထက်ကတနက်ကိုဆွဲယူလိုက်ပါ යි ။ရေဘိုကတော့ရေဒီယိုအဆက်အသွယ်ပြန်ရပြီးနေရာတိုင်းမှာလူတွေပျောက်သွားတာကိုသိလိုက်ရပါ යි ။လေးစိတ်မာကလည်းပြတ်ကျတဲ့လေရင်တွေသာများနေပြီးစဉ်းစားဖို့ကမဖြစ်နိုင်ဘူးလို့ပြောပါ යි ။ဒါနဲ့ရေဘိုလည်းကင်မရွန်စီမှာရှိရဲ့ဂျိုဒူဖုန်နဲ့ကလိုဝီစီဆက်ဖို့သာအကြံပြုတော့ကင်မရွန်ကဆက်ကြည့်ပြီးပေမဲ့မရကြောင်ပြန်ပြောပါ යි ။ လက်မှတ်ထည့်တဲ့စာရေးပေါ်မှာတော့ Chloe ကဒီနေ့ကဝမ်းအနေဆုံးနေပဲလို့ရေးထားပြီး Rebo က Chloe ကိုတောင်းပန်ခြင်းကြောင့်နဲ့သူတို့အိမ်တော်ကြီးအစင်မပြေတာက Irene ကြောင့်မဟုတ်ပေသူ့ကြောင့်သာဖြစ်ကြောင်းရှင်းပြမိုက် Chloe ကတော့တရားပေါ်ကအမြင့်ဆုံးနေရာအထိတက်သွားပြီးသူမရဲ့အမေကိုအစောပိုင်းကရံပစ်ခဲ့တာနဲ့ပတ်သက်လို့တောင်းပန်မိုက် ကလိုဝီလည်းခုံချတော့ဖို့လုပ်နေချိန်မှာကင်မရွန်ရဲ့ဖုန်းကရုတ်တရက်ဝင်လာခဲ့ပြီးရေဖိုးနဲ့စကားပြောလိုက်ရပါတယ်။တာဖာနီအောင်လုံးကအပြန်အလှန်ချစ်တယ်လို့ပြောကြပြီးအိုင်ရီကမန်နေဂျာလည်းပြောကြပါတယ်။ရေဖိုးကလင်းရင်စင်းနိုင်ပါမလားလို့ပြောနေချိန်ဖုန်းကလိုင်းပြတ်သွားပါတယ်။ဘလိုပဲဖြစ်ဖြစ်ရေဖိုးကအသက်ရှင်နေသေးရဲ့ဆိုတာကိုသိလိုက်ရတော့ကလိုဝီလည်းအောက်ကိုဆင်းလာပြီးမြို့ရင်းကိုပြန်ပြေးလာကဆိုင်ကယ်တစ်စီးကိုတွေ့ရနဲ့ယူစီးသွားပါတယ်။ရေဖိုးကလည်းခီးတဲ့တွေကိုလင်းရင်စင်းသက်တော့မှဖြစ်ကြောင်းနဲ့ အောင်မြင်နိုင်ချေနယ်လို့ဆုတောင်းကြဖို့ပြောပါယ်ကလိုဝီကစောင်းလောင်ရေလုပ်ငန်းခွင်ထဲရောက်လာပြီးထရက်ကားတစည်းပေါ်တက်မောင်းကမိမိသမျှအရာတွေကိုတိုက်ပြစ်ပါယ်ကလိုဝီကကင်မရွန်ဖုန်းကိုခေါ်တဲ့အချိန်ကန်ကောင်းကျင်တော့ဘိုင်းပြန်တက်လာပြီးသူမအဖေကိုလင်းရင်စဉ်သက်လို့ရမယ့်နေရာကိုရှာတွေ့ပြီးဆိုပြီးပြောပါယ်လင်းရင်ရဲ့လမ်းညွန်စနစ်ကပြတ်သွားတာကြောင့်ကင်မရွန်ကကလိုဝီကို application ကနေတင်ညာ coordinate တွေပေးဖို့ပြောပြီးမဲ့ဘိုင်းကပြတ်သွားခဲ့ပြန်ပါယ်ကင်မရွန်ကအဲ့ဒီ coordinate ကို ဖုံးမြေပုံနဲ့ထည့်ပြီးရေးဖို့လေလေးရင်စဉ်တက်ဖို့လုပ်ပိုင်လေင်ကလေးစီကောင်းနေပြီးအဲ့ချိန်ဖုံးပြန်ဆက်လုံးရသွားတော့မီးကြီးကြီးထွန်ပေးဖို့ပြောပိုင်ဒါနဲ့ကလိုဗီလည်းဓာတ်စီရီကိုမီးရှို့လိုက်တော့အဲ့ဒီမီးအောင်ရှိရဲ့စီကိုရေးဖို့လေစူးစားပန်းစားစဉ်တက်လာပိုင်လေင်လည်းမြေပြင်ပေါ်လျှောက်ရောကလိုဗီကပြေးလာပြီးကင်မရွန်နဲ့ရေးဖို့ကိုပြေးဖက်ပိုင်ကလိုဗီကရေးဖို့ကိုလက်ထက်လက်ဆွတ်နှစ်ခွင်းလုံးကိုပြန်ပေးပြီးရေးဖို့ကလည်းသူမထွက်မသွားသင့်ဘူးလို့ပြောပိုင်ကင်မရွန်ကတော့မီးတွေလောင်နေရကိုကြည့်ပြီး အားလုံးကအဆုံးသတ်သွားပြီလို့ပြောပေမဲ့ Chloe ကတော့မဟုတ်ဘူးဒါအခုမှစတင်တာလို့ပြောပြီးဇလန်လီကလည်းပြီးဆုံးသွားပါ යි အဆုံးထိကျုပ်ပြီးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်